ယေရှုကလည်းဈေးပေါလိုက်တာတွေ့တဲ့လူတွေ့တဲ့နေရာမှာနှူးဆွနေတော့တာပဲဘာသာတစ်ခုကူပြောင်းသွားပြီဆိုလို့ရှိရင်လည်းမိမိစိတ်ပဲကြည်လာကြိုက်တဲ့ဘာသာကိုကြိုက်တယ်လို့ကိုးကွယ်လို့ရှိတယ်သူကိုးကွယ်ပိုင်ခွင့်လည်းရှိတယ်ဒါပေမဲ့ကိုမယုံကြည်လို့လို့မကိုးကွယ်တဲ့ဘာသာတစ်ခုကိုစင်ပေါ်တက်ပြီးတော့မှလေပုတ်ခတ်ပြီးအတန်းရှင်းရှာနေရရနားဟောင်လို့မကောင်းဗီဒီယိုတစ်ခုပြမယ်အဲ့ YouTube တွေတော့ကျွန်တော်ထည့်ခဲ့ပူတယ်ကောင်းတယ်ဆိုရဲအရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့ YouTube တွေကကျွန်တော်အဖြေမပေးရကျွန်တော်ကြိုးကျင်မောင်းနေနှလုံးသားနဲ့သူတို့ကြည့်သွားတဲ့အခါမှာကျွန်တော်အဖြေမပေးရ Damn bro ရုပ်ထုတွေကိုကိုးကွယ်နေတာမဟုတ်ဘူးဟာအစုံမတွေကိုကိုးကွယ်နေတာဗုဒ္ဓရဲ့အစုံမတွေကတန်ဖိုးရှိလို့တန်ဖိုးတိပြီးရုပ်ထုထုစစ်ပြီးတော့မှပူဇော်တာဗုဒ္ဓကမိမိတာလျင်အာကိုရလို့လမ်းညွန်ခဲ့တာဗုဒ္ဓကကယ်တင်ရှင်မဟုတ်ဘူးလမ်းပြသူအဲ့ဒါကိုဘာကိုမဟုတ်တာရေလျှောက်ပြောနေရလဲဟာတပဲဆန်းနှောင်းကြည့် ုန်းနာလောကောင်းနာဖြစ်ပဲဒါပေမဲ့ကျွန်တော်ကကောင်းနာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းနာထက်ဆူတာတွေကပိုများနေတယ်အခုချိန်မှာလူတယောက်ကို10လောက်ထည့်လိုက်တယ်လူတယောက်ကို100လောက်လူလိုက်မာနေပြီဒီလားအဲ့မှာမာမားလာလဲဆိုရင်ကိုးကွယ်ရာနဲ့အားကိုးတာနေရမတူဘူးကိုးကွယ်တယ်ဆိုတာက နီးလန်းလိုချင်တာအားကိုးတယ်ဆိုတာကလေအချောင်လိုချင်တာသိလားအင်းကိုလုပ်တဲ့အရာတွေကလေကောင်းတာပါတယ်လို့ဘာတွေနဲ့တိုင်းတာပြီးတော့မှပြောတာ တာလုပ်ပြီးတော့မှကောင်းတာကြီးပြန်မရလို့ဗုဒ္ဓရဲ့အဆုံးအမတွေကိုစိတ်ပြတ်သွားရလောက်အောင်ထိအတိုးမျောလင်းတဲ့လုပ်ရက်တွေကရောအခုတို့မတိုးပြီးမတန်းဘူးဆိုတာရောသိထားရတယ်။ဘုရားကမှကယ်တင်ရှင်မဟုတ်ဘူးကွာသိရမလား။မင်းတို့ဘုရားအဲ့လောက်ထိကယ်တင်ရှင်နေဆိုလို့ရှိရင်လည်းလှုပ်ဆမ်းမအောင်ကွာဒီမှာမွဲတည်နေလို့ကယ်ပေးကြပါဦး။ကကိုးကွယ်နေရမှာမဟုတ်တာပြီးတော့အကျိုးမျောလင့်ပြီးတော့မှမင်းကအချောင်လိုချင်းနေရအဲ့ဒါကြောင့်မင်းတို့ဘာလို့လို့မဖြစ်မြောက်တာဒီလား တရရဲ့စန်းစာထဲမှာပါခဲလို့လားငါ့ကိုဖိမိကောက်ထောင်ပြီးတော့မှရှစ်ခိုးနေတယ်ဆိုလို့ရှိရင်လူရစုပြည့်စုံမဲ့လူရစုတောင်းတိုက်တလောက်တောင်းမင်းပြည့်စုံရမယ်ပါညာပြောခဲလို့လားသူတော်ကဒီဖះဖြစ်ဖို့ရေးကိုသူ့မှာလေနှစ်ပေါင်းများစွာစ조사ရုံးကံပြီးတော့မှဒီလိုဖះဆိုတဲ့နေရာတစ်ခုကိုရောက်လာတာဟမ်ဘာဟာဒီအချောင်လူချင်းနေရတာသူတော်အချောင်မရခဲ့ဘူးဒီကသုတရှင်းရှင်းပဲလက်တွေလက်ဆန့်နဲ့ကံဆိုတာအလုံးမြစ်ပတ်နေတဲ့ဖက်နဲ့တရံအောင်လေတန့်ရှင်းချင်တယ်ဆိုလို့ရှိရင်လေထိုင်ပြီးစုတောင်းရင်လည်းမရဘူးကိုကိုတိုင်းလုံးမှတန့်ရှင်းမှာကိုကိုတိုင်းလုံးကမှာအဲ့ဒီသဘောတရားကိုနားလည်ထားရမှာ ဖယားကြီးပဲသွားအားကိုးနေလို့မရဘူးဟာဒုက္ခအိမ်ပြောင်းသွားပြီဆိုလို့ရှင်မင်းတို့ကတပုံစံနဲ့တလေတန်နေပဲနော်ဖြည်းဖြည်းလေးလှုပ်ရှားကြပါလှုပ်ရှားစရာတွေကုံသွားတော့ဘာသာရေးပဲရောက်သွားရောမင်းသားဟိမင်းသူကဗုဒ္ဓကိုတဲ့တတ်တယ်မရှိဘူးတဲ့တဲ့တခြင်းမဟုတ်ဘူးတဲ့မြတ်တဲ့ဗျာဟာချောင်းလို့ဘယ်မှမကြည့်ရင်သူရဲ့ကဲတဲ့ဘုံကဘယ်လိုလဲဆိုလို့ရှင်အကျိုးဒီဘက်ကို ဖြစ်ထွန်းစေတဲ့အကျိုးသီးပွားမဲ့တွေကိုဖယ်ရှားတဲ့နည်းတွေပေးတယ်။သူကအဲ့လိုကဲတင်တာ။ဟိုတိတ်ကူးရင်ပုံမြင်တဲ့နာကဲတင်တာမဟုတ်ဘူးဗုဒ္ဓကနော်။ပြီးတော့မြတ်စွာဘုရားကတက်ရှီချမ်းကိုတက်တိပြရမယ်ဆိုလို့ရှိရင်လေ။ဟိုအင်္ဂလိပ်ခရင်ကအိန္ဒိယကိုအလသနာဂရေဟန်သူရတူဖို့တာ။ သူ့ဖို့တဲ့ခါမှာအဲဗုဒ္ဓရှိချောင်းကိုလည်းတက်တည်ပြနိုင်တယ်နော်နှစ်ပေါင်း2600ကျော်တော့ကိုမြေကြီးကိုတူးတာတက်လာအဲ့ဒီသာရေးကြီးကအတော်ကသာအုပ်ကိုရေးတာအဲ့ဒီမှာဖတ်ကြည့်ဟမ်ပိတကမှာလည်းမေတ္တာပါရဲ့ဆွေတင်မျိုးသက်အဖိုးအဖွာရောအဖေကိုအမေကိုစီမုန်တိုင်းမန်းတွေကိုဘိုးတင်ပေါင်းသက်မှတ်တမ်း ပိရဂတ်တာပိမှာရှိတယ်လို့မျိုးအဲ့ဒီကပိလဝံပြောတော်ကိုတူးတဲ့အခါမှာလဲအဲ့ဒီမှတ်တမ်းတိုင်းမြေကြီးကပြန်တွေ့တာနော်အဲ့ဒီဒုဖမှုကဟိုပညာရှင်တွေကြားမှာတော်တော်လေးကိုပြန့်သွားတယ်ဘုရားရှိချောင်းကတသက်တွေအများကြီးပဲနော်ဖျားတဲ့မှာ ဗုဒ္ဓကတတ္တိအများဆုံးပဲတဲ့တာဗုဒ္ဓကတတ္တိအများဆုံးဖရာပဲသူရှာဖွေတွေ့ရှိမှုအရာတခြားဘာသာဝင်တွေကိုတိုက်ခိုက်စော်ကားနေရမှာစားဝင်အိပ်ပျော်မဲ့ဘာသာဝင်တွေထင်ပါတယ်သူတို့ကိုယ်တိုင်ကပဲလူလိုနားမလဲတာလားဟောခဲ့တယ်ဖရာကိုယ်တိုင်ကပဲလူလိုမသိတတ်တာလားပေါ့သူတို့ဟာလွန်တော့လွန်တယ်ဗျကိုဘာသာတရားကိုချီးကျူးတာချီးမွမ်းတာတော့ကျွန်တော်မပြောလို့ပါဘူး။ဒါပေမဲ့သူတို့ချီးမွမ်းလိုက်လို့ချင်းကိုဗုဒ္ဓဘာသာကိုမထိခိုက်လိုက်ရရင်ကိုမနေနိုင်ကြအောင်။ ဟလာဒီဘာသာတရားမကင်နိုင်ပါဘူးဗုဒ္ဓဘာသာကမကင်နိုင်ပါဘူးသူတို့ရဲ့ဖျားတခင်ကမကင်နိုင်တာပါဘာညာဆိုပြီးတော့ချီးမွမ်းမှာကိုယ့်ဘာသာတရားကိုယ့်ကိုအေးစေးစေးချီးမွမ်းမှာဗုဒ္ဓဘာသာလာလာပြီးတော့မပုတ်ခတ်နဲ့နော်ဗုဒ္ဓဘာသာဆိုတာကဘုံကံပါရမီမပါရင်ဉာဏ်ပညာမရှိရင်ဗုဒ္ဓဘာသာပဲမဖြစ်နိုင်ဘူးလေးတဲ့ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ပြီးမှခက်ခက်ခဲခဲတီထောင်ထားတဲ့ဒီဗုဒ္ဓရဲ့တာဏာကနော် ဘုံကနေပါတို့တွေမိခိုခွင့်မရဘူးကျွန်တော်ဗုဒ္ဓဘာသာမှာကပညာလိုတယ်တရားတရားနဲ့မပြည့်စုံဘူးတရားနဲ့ပညာနဲ့မျှတနေဖို့လိုတယ်မင်းတို့ဗုဒ္ဓဘာသာမှာကကဲပါမယ်လို့လည်းဘယ်ဖျားမှမဟောခဲ့ဘူးဗုဒ္ဓကလည်းကဲပါမယ်မဟောခဲ့ဘူးဗုဒ္ဓကလမ်းစဉ်တွေချမှတ်ထားပြီးသားနော်တီလာလွန်အောင်ထိမ့်မယ်ပြီးရင်တမာတိဆောက်တည်မယ်အဲ့အနေမှာပညာဉာဏ်ရအောင်ကြိုးစားအားထုတ်မယ်မဂ်ကင်ရှင်ပါအကျင့်တရားတွေချပြထားပြီးသားနော်ကျင့်စဉ်တွေဝိပဿနာကျင့်စဉ်တွေအများကြီးချပြထားပြီးသားအကိုမလို့ရင်ကိုမရဘူးမင်းတို့ကကိုမလို့နိုင်တော့ မှန်မှန်မဟုတ်ပြောနေတယ်ကိုကိုတော့ဖြစ်ရှိအောင်မလုပ်နိုင်ပဲနဲ့နော်လောကမှာဘယ်ဘာလာတရားမှမကယ်နိုင်ဘူးဘယ်ဖះမှမကယ်နိုင်ဘူးကိုကိုကယ်တင်ရမှာကယ်တင်မှုနီလန်းနေဗုဒ္ဓကပေးခဲ့တယ်အဲ့အဲ့လိုနီလန်းနေဘယ်ဖះမှမပေးနိုင်ဘူးလကမင်းတို့အုံနောက်တွေကိုချိတ်ပိတ်ထားတာဘာမှမစဉ်းစားနိုင်အောင်ချိတ်ပိတ်ထားတာငါစကားကိုနားမထောင်ရင်ငါ့ကိုမမေးမမြန်းနဲ့ဟဲ့လားငါ့ကိုပြန်မမေးနဲ့ငါစကားကိုနားထောင်ရမယ်ဘာညာအကျွမ်းမဲ့ตุ๊ดกะน้ําไม่ท่องตุ๋มอยู่ตัวตะคายเนี่ยงะเย้สรเอาမျိုးดิบ่ามาစဉ်းစားညံบ่สဉ်းစားเสียบ่ามาไม่รู้ ယုံနေလိုက်အောင်မယ်အခေါ်ခဲ့တဲ့အတိုင်းယုံလိုက်အောင်မယ်ကျွန်တော်ဘုရားဘာသာမှာဂါကြီးလို့မဟုတ်ဘူးเนาะညံနဲ့ရှင်ရတယ်ညံနဲ့ရှင်ရတယ်ခင်ဗျားတို့တွေဘုရားဘာသာဝင်ဖြစ်ဖို့ဆိုတာကအုံနောက်ညံနေတော်တော်ကောင်းနေကိုလို့တယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကတလောက်ပဲပေါ့နော်ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကျေးဇူးပေးတယ်အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား